ီကတော့ကျွန်တော်အရှိမပြောပြခဲ့သလိုဒီဒလေးမကတ်ချင်းကြောင့်ကွန်ပေါင်းဖို့မရချင်းကြောင့်ကျွန်တော်တို့မော်တာတွေရေဝင်ရေထွက်တွေဘာမှလုံးမလုံးတဲ့ပြစ်ချက်အဲ့ဒီပြစ်ချက်နဲ့ပုံစံနဲ့တူတဲ့ပြစ်ချက်နောက်တစ်ခုရှိပါတယ်ဒါကတော့ကျွန်တော်တို့ဒီ transistor လေးပြစ်ချက်ပါဒီ transistor ကကျွန်တော်တို့ NPN transistor ဖြစ်ပါ NPN transistor ကကျွန်တော်ရေဝင်သော ီစက်ကပလန်လေးကိုတစ်ချက်ကြည့်ရအောင် NPN transistor ရဲ့ pin number 1 pin number 1ဒီ emitter emitter ကကျွန်တော်တို့705 NC နဲ့ ground နဲ့တိုက်ရိုက်ချတာကိုတွေ့ရတယ်။ဒါဆိုရင် emitter ကြီးကျွန်တော် ground တိုက်ရိုက်ချတာဖြစ်တယ်။နောက်တစ်ခုက base pin number 2 base ကိုကျွန်တော်ကြည့်တဲ့အခါမှာဒီမှာ resistor တစ်လုံးတွေ့ရတယ်။ ဲ့ resistor ကနေမှဖြတ်ပြီးတော့မှဟိုဘယ်ဟိုသွားလဲ main transformer ရဲ့ secondary wiring ကတစောက်သွားတာတွေ့ရတယ်အဲ့တော့ base ကနေပြီးတော့ resistor 10k နဲ့ main transformer ရဲ့ secondary wiring ရဲ့တစောက်ကိုသွားတာတွေ့နောက်တစ်ခါ base ကနေပဲဟို resistor နောက်တစ်လုံးနဲ့ brown ကို ထပ်ပြီးတော့ဆင်းလာတာတွေ့ရမှာတန်ဖိုးအနေနဲ့ 34K လို့ကျွန်တော်တွေ့ပါတယ်နောက်တစ်ခါ collector ကိုကျွန်တော်တို့ကြည့်ရအောင် collector ကြီး collector မှာပထမဆုံးတွေ့ရတာ resistor တစ်လုံးကိုကျွန်တော်တို့တွေ့ပါတယ်ဒီမှာ resistor တစ်လုံးတွေ့တယ်အဲ့ဒီ resistor ကဘယ်ဘူသွားလဲဆိုတော့အပေါင်း5ဘူလမ်းကြောင်းကိုသွားတာတွေ့ရတယ်30 k နဲ့အပေါင်း5ဘူကိုသွားထားတာတွေ့တယ်နောက်တစ်ခါအဲ့ဒီ collector ကနေပြန်มาတစ်ဆင့်ကျွန်တော် CPU ဒီ IC ICD ရဲ့ ပြနေဘက်ဖိုက်ကိုဝင်လာတာတွေ့ရတယ်ပြနေဘက်ဖိုက်ကိုကျွန်တော်ဝင်လာတာတွေ့ရတယ်ဒါဆိုရင်ဒီပလန်းကပြည့်စုံသွားပါတယ်နော်အဲ့တော့ဆိုလိုချင်တာကအဝင်မီးအားညရင် transformer ရဲ့ output ကလည်းမီးအားတွေတိုးလာမှာဖြစ်ပါတယ် ဝင်ပူအားနည်းသွားရင်တော့ transformer ရဲ့ secondary wire ကပူအားတွေနည်းလာမှာဖြစ်ဒီချိန်မှာဝင်ပိုအားအ ਨੇ အများပေါ်မူတည်ပြီးတော့ transistor ရဲ့ base ကိုရောက်တဲ့ပိုအားကလည်းအ ਨੇ အများလိုက်ဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာ base ကြီး base ကပိုအားအ ਨੇ အများဖြစ်တဲ့အပေါ်မှာ emitter collector ရဲ့ရစီကြောင်းကလည်းအ ਨੇ အများလိုက်ဖြစ်နေပါတယ်။အဲ့တော့ဖြစ်နေတော့ဒီ pin number 5ကိုကြောင်းနေမဲ့ပိုအားကြီးလည်းပဲ ဝင်ဘူကအတက်ကြဖြစ်တယ်လို့မျိုးပင်နံပါတ်5မှာလည်းအတက်ကြလိုက်ဖြစ်တယ်အဲ့တော့ဝင်ဘူအားဒီ